ဟိုပေါ့ကိုလာပိုင်း6ရက်နေ2024လောက်အဲကပေါ့အဲ2023ပေါ့23လောက်ကစရအောင် ဈေးလေးရောင်းမယ်လို့စဉ်းစားလိုက်တဲ့အခါကျတော့ပေါ့နော်ဟိုနည်းနည်းရှားပါပြီးတော့တိတ်မရောင်းပြတော့တဲ့မုတ်ကလေးရောင်းမယ်ဆိုပြီးတော့ပေါ့အဲ့ဒီမှာစဉ်းစားပြီးတော့ဒါလေးလုပ်ဖြစ်တာပါ ဟိုပေါ့ကိုဘသားကိုပဲဒီတိုင်းလေးလာလိုက်တာပါမုတ်လေးရောင်းမယ်ဆိုတော့လေအဲအဲ့လိုပေါ့ဟိုတချို့တင်ဆရာဟိုဘယ်လိုပြမြင်ဆရာတွေတော့ရှိပါတယ်ဟိုလိုဒီတိုင်းဟိုလက်တွေ့ကြီးတော့တင်ပေးတဲ့လူတော့မရှိပါဘူးကိုဘသားကိုပဲလေးလာပြီးတော့လုပ်ဖြစ်တာပါမပြေဘူးပေါ့နော်အဲအများကြီးပဲအခက်အခဲတွေကတော့စံနေလွတ်ပြရတာတွေလည်းအများကြီးပါပဲအဲတော်တော်များများလွတ်ပြခဲ့ရတယ်စံနေဆိုလို့ရှိရင်လည်းအိတ်နဲ့ချီပြီးတော့လွတ်ပြရတယ်ပြီးသွားရင်နောက်ပြီးတော့ အဲမုတ်သားတွေဆိုလဲဒီလောက်ထိမကောင်းသေးဘူးပေါ့နော်ဒီနောက်ပိုင်းကျမှပဲဒီလိုစားသုံးတဲ့သူတွေကအဲ့လိုတင်ပြီးသွားတာရယ်ကိုကလည်းကောင်းကောင်းလေးစားစေချင်တော့အဲ့လိုမျိုးရှာရင်းနဲ့ပေါ့အဆန်ဆိုလဲကောင်းတာလေးသုံးပြင်းနဲ့မှဒီလိုမျိုးလေးဖြစ်လာဒါကတော့ဖူပန်နာလေးနဲ့မှားလို့ရပါတယ်ဟုတ်ကဲ့တချို့ဒီလိုလာဖို့အချိန်မပေးနိုင်တဲ့လူတွေကကြတော့ဖူပန်နာလေးကိုမှားပါတယ် ဟုတ်ကျမနာမည်မနွယ်ပါဟိုပေါ့ကိုလာပိုင်း6ရက်နေ2024လောက်အဲကပေါ့အ2023ပေါ့23လောက်ကစရအောင်ဈေးလေးရောင်းမယ်လို့စဉ်းစားလိုက်တဲ့အခါကျတော့ပေါ့နော်ဟိုနည်းနည်းရှားပါပြီးတော့တိတ်မရောင်းပြတော့တဲ့မုတ်ကလေးရောင်းမယ်ဆိုပြီးတော့ပေါ့အဲ့ဒီမှာစဉ်းစားပြီးတော့ဒါလေးလုပ်ဖြစ်တာပါအဲ့ဒါကဟိုစားလိုက်ဟိုအဲ့ဒါတော့လေဒီ လာဝယ်စားတဲ့လူတွေကငါတို့ငငယ်တော့စားခဲ့တာဒါလေးကငါတို့ငငယ်တော့နေမှာစားခဲ့တာပေါ့နော်အဲ့လိုမျိုးလေးတွေပြီးသွားရင်ဟဲ့ငငယ်တော့လူကြီးတွေဆိုလဲငါတို့ငငယ်တော့စားခဲ့တာလေးတွေငငယ်တော့ဆိုဘလောက်ပဲပေးရတာပေါ့အဲ့လိုမျိုးလေးတွေနဲ့ပြောတော့ခါကြတော့ဒါလေးစားရင်လည်းသူတို့လည်းအရင်က ဟိုအမှတ်တရလေးတွေပြန်သတိရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေးပြီးတော့ဒီစာသားလေးကတော့ရေးဖြစ်တာပါဟိုပေါ့ကိုဘသားကိုပဲဒီတိုင်းလေးလာလိုက်တာပါမုတ်လေးရောင်းမယ်ဆိုတော့လေအဲအဲ့လိုပေါ့ဟိုတချို့တင်စရာဟိုဘယ်လိုပြောမြင်စရာတွေတော့ရှိပါတယ်ဟိုလိုဒီတိုင်းဟိုလက်တွေ့ကြီးတော့တင်ပေးတဲ့လူတော့မရှိပါဘူးကိုဘသားကိုပဲလေးလာပြီးတော့လုပ်ဖြစ်တာပါမပြေဘူးပေါ့နော်အဲအများကြီးပဲအခက်အခဲတွေကတော့စံနေလွတ်ပြရတာတွေလည်းအများကြီးပါပဲ အဲတော်တော်များများလွတ်ပြစ်ခဲ့ရတယ်ဆန်နေဆိုလို့ရှိရင်လည်းအိတ်နဲ့ချီပြီးတော့လွတ်ပြစ်ရတယ်ပြီးသွားရင်နောက်ပြီးတော့အဲမုတ်သားတွေဆိုလည်းဒီလောက်ထိမကောင်းသေးဘူးပေါ့နော်ဒီနောက်ပိုင်းကျမှပဲဒီလိုစားသုံးတဲ့သူတွေကအဲ့လိုတင်ပြီးသွားတာရယ်ကိုကလည်းကောင်းကောင်းလေးစားစေချင်တော့အဲ့လိုမျိုးရှာရင်းနဲ့ပေါ့ဆန်ဆိုလည်းကောင်းတာလေးသုံးပြင်းနဲ့မှဒီလိုမျိုးလေးဖြစ်လာအော်အရန်ကြီးတော့မကြလိုက်ပါဘူးဟိုမှာပေါ့တလားလောက်ပါပဲဟုတ်အဲ့ဒီမှာပဲအဆင်ပြေသွားပါတယ် ဆန်ကတော့ဟိုပါပေါ့နော်ပျော့တဲ့ဆန်လေးကိုပဲအဲ့လိုရှာပြီးတော့သုံးရပါတယ်ဒီမှာတော့အခုကဆန်မုတ်ပောင်းရဲ့နောက်ပြီးတော့ကောင်းကြီးနဲ့ချိတ်မုတ်ပောင်းရဲ့ဆိုပြီးတော့နှစ်မျိုးရှိပါတယ်အရာသာကတော့အထဲဟိုကအုံးယိုပဲယိုပဲအစိမ့်ပြောင်းမှုခင်းရဆိုပြီးတော့ငါးမျိုးထည့်လို့ရပါတယ်တပွဲကို3000ရောင်းပါတယ်အဖြူနဲ့ဆိုရင်၄ခုပါတယ်ပေါ့เนาะ3000ပါငချိမ့်နဲ့ကတော့3ခုရတယ်3000ပါအစာတွေကတော့တမျိုးတစ်ခုကိုကြိုက်နှစ်သက်ရထည့်လို့ရပါတယ် နှမ်းတော့ဒီလိုပါပဲဟိုသူများနီးတူပဲဒီလိုလေးပဲနှမ်းတောင်းလေးပဲလှုပ်ထားတာပါပဲဒါမဲ့ဟိုအရန်ကြီးငန်းနာမျိုးတော့မလှုပ်ထားဘူးပေါ့နော်ဟိုကိုအဓိကတော့ကိုလည်းတိတ်မကြိုက်တော့ပါငန်းနာကြတော့လေဒါကတော့ဖူပန်နာလေးနဲ့မှားလို့ရပါတယ်ဟုတ်ကဲ့တချို့ဒီလိုလာဖို့အချိန်မပေးနိုင်တဲ့လူတွေကကြတော့ဖူပန်နာနေပြီးတော့မှားပါတယ်